အားလုံးပဲမင်္ဂလာပါရှင်မိုးလေး Oreo Boy YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်မိုးလေးခုတစ်ဆက်ပေးမယ်ကာတွန်းပုံမြင်လေးကတော့လောဘကြီးသောခွင်းညိုဆိုတဲ့ကာတွန်းပုံမြင်လေးပဲဖြစ်ပါရယ်ရှင်ပုံမြင်လေးကို မတင်ဆက်ခင်မိုးလေးရဲ့ Oreo Boy YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများအတင်ပါရယ်ရှင်တခါတုန်းက ပိုင်ရှင်မရှိပဲလမ်းပေါ်မှာကြီးပြင်းရတဲ့ခွေးလေးတစ်ကောင်ရှိပါတယ် က်ခွေးညိုပေါင်းမုတ်စားခွေးညိုလေးကအစာစားရမှာ လောဘအလွန်ကြီးပါတယ်သူကြီးပဲစားနေခွေးညိုလေးကအကောင်ထွားတော့တခြားခွေးတွေအပေါ်ဘူကြပါတယ်အစာငန်းတဲ့လောဘကြောင့်ရံပွဲတွေလည်းခဏခဏဖြစ်ရပါတယ်တခါတရံသူကိုယ်တိုင်းလည်းဒဏ်ရာရပါတယ်အင်းနားလိုက်တာ တော်ပြီနောက်အစာမငန်းမှ သူဟာဒုက္ခရောက်တဲ့အချိန်တိုင်းထပ်ပြီးလောဘမကြီးတော့ဘူးလို့သူကိုယ်တိုင်ဂရီပေးပါတယ်။ဒါပေမဲ့ခွင်းညူဟာအစာတွင့်ရင်မနေနိုင်ပါဘူး။ဟာကိတ်မုတ်တရုံ။ဒါငါဟာဒါမပြောနဲ့ဥသူစားရမှာပဲ။ဒီလိုနဲ့ပဲခွင်းညူနဲ့တခြားခွေးတွေလုံထွေးတက်ပုတ်ကြပါတယ်။ဒီကောင်တိတ်ဘူကြတာပဲအသေးသာကြိုက် ဒီတခါတော့ခွေးညူဟာ အများကဝိုင်းကြိုက်လို့ထွက်ပြေးရပါတယ်။ဒံရီလေးရခဲ့ပါတယ်။အာဒီတခါတော်တော်နာတယ်။တခြားခွေးတွေရဲ့ရန်ကြောင့်ခွေးညူဟာ သူနေတဲ့နေရာကနေတခြားနေရာကို ပြေးရပါတယ်။ဟူနေရာကလည်းရှားလိုက်တာ။အင်းတရားဟိုဘက်မှာတော့ရာကောင်းပါရဲ့။ ခွေးညိုဟာတရားလေးရဲ့တစ်ဖက်မှာနေရာသစ်တစ်ခုရလိုက်ပါရဲ့တော်ပါသေးရဲ့ဒီနေရာမှာတခြားကောင်တွေမရှိဘူးအေးဆေးပဲတနေ့မှာတော့ခွေးညိုဟာဗိုက်စာလာပါရဲ့စာလိုက်တာအစာရှာအောင်မှနေရာအစ်မဘာစားမှရှာမတွေ့ပါဘူးဟာရှားလိုက်တာဘိုက်ကလည်းစာနေပြီ အင်းတရားဟိုပဲငါနေရာဟောင်းမှာတော့ရှိမှာပါဒါနဲ့ခွေးညူဟာ တရားကိုဖျက်ပြီးသူ့နေရာဟောင်းစီကို ပြန်လာပါတယ်အဲ့ဒီအချိန်ဟာကံကောင်းပြီခိုးမဝရိုးတရိုးခွေးညူဟာဝရိုးကို တွေ့သွားပါတယ်ခိုးကောင်းတွင်မလာခင် မြင်မြန်စားမှာ ဒါပေမဲ့ခွေးညိုကစဉ်းစားမိတယ်ဒီမှာစားတာထက်ငါနေရာအစ်မစားတာကပိုအနေကြီးနေအဲ့ဒါနဲ့ခွေးညိုဟာသူ့နေရာအစ်ကိုပြန်လာရင်တရားအလဲရောက်တော့ရေထဲကိုအမှတ်မထင်ကြီးလိုက်မိတယ်ဟာဟိုမှာခွေးတကောင်အယိုးကြိုက်ထားပါလားခွေးညိုဟာလောဘတက်ပြီး ရေထဲကသူ့အရေးကိုမတီးပဲအယိုးကိုလိုချင်စောနဲ့ဟောင်လိုက်ပါတယ်အဲ့ဒီအခါသူ့ကိုက်ချီလာတဲ့အယိုးဟာရေထဲကိုပြုတ်ကျသွားပါတယ်ဟာသွားပြီခွေးညူဟာ သူ့ရဲ့လောဘကြောင့်ဝယ်ရိုးကို ဆုံရှုံပြီး သူ့နေရာကိုဗိုက်စာစာနဲ့ပြန်လာခဲ့ရပါတယ်ဒီနေ့တော့ဥပုပ်ပေါ့ လောဘဟာ မကောင်းမှုရဲ့မူလရင်းမြစ်တစ်ခုဖြစ်ပါတယ်။ကိုပိုင်ဆိုင်ထားတဲ့အရာနဲ့ကိုဘာသာတင့်တယ်ရောင်ရဲတရပါမယ်။ဒါမှမဟုတ်ရင် ကိုပိုင်ဆိုင်ထားတဲ့အရာကိုယ်တော်လက်လွတ်ဆုံးရှုံးနိုင်တယ်ဆိုတာကို ခွေးညိုကနမူနာပြသွားတာဖြစ်ပါတယ်။မှတ်ထားကြနော်။ အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ကျမအခုတင်ဆက်ပေးခဲ့တဲ့လောဘကြီးသောခွင်းညိုဆိုတဲ့ကာတွန်းပုံရှင်လေးကိုအဆုံးအထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။နောက်လာမယ့်ကာတွန်းရုပ်ပြဇလန်းလေးတွေကြည့်ကြည့်ရင်လေမော်လေး Oreo ဘုတ် YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်။ကျေးဇူးများတင်ပါတယ်ရှင်။